မင်္ဂလာပါရှင်ခက်တဲ့ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်2029စစ်စင်ရေးအတွင်းပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ MDY PDF တပ်ဖွဲ့ရင်းစကောင်စီကတရှုံများစီလုပ်ပြီးအတွင်ယူထောက်လန်းခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ် အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနလက်အောက်ရှိပြည်သူ့ကာကွယ်တပ်မတော် Mandalay MTY PDF တပ်ဖွဲ့အတွင်အကြံဖက်စစ်ကောင်စီကအတွင်းလူတက်ရှုတလန်တွေဆင်လွတ်ပြီးအသွင်ယူထောင်လန်းခဲ့တယ်လို့ MTY PDF ကဒီကနေ့ညနေပိုင်းမှာထုတ်ပြန်ပါတယ်။နိုင်ငံတော်စစ်မျက်နှာတွေမှာအခြေမလားတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတဲ့စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့တွေအတွင်တက်ရှုတလန်တွေဆင်ဝင်စေပြီးတရင်အချက်လက်ထောင်လန်းရေးလုပ်ငန်းတွေလှုပ်ဆောင်လာတာဖြစ်တယ်လို့ MTY PDF ကဆိုပါတယ်။စစ်မှုထံဥပဒေပြဋ္ဌာန်းပြီးရင်နောက် MTY PDF စစ်ကောင်စီကရည်ရွယ်ချက်ရှိရှိ ီးစေလွတ်ထားတဲ့တရှိုးဒလန်တွေကပုံစံမျိုးစုံနဲ့ဝင်ရောက်လာပြီးအသက်20ဝန်းကျင်အရွယ်အမျိုးသားနဲ့အမျိုးသမီးတွေဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါတရှိုရီနဲ့ဒလန်တွေကတက်သားစုဆောင်ရေးကာလအတွင်းအခြားလူငယ်တွေနဲ့ရင်းနှီးမှုရရှိအောင်စနစ်တကျလှုံ့ဆော်ခဲ့ပြီးအမည်စရင်နေရလိမ့်စာနဲ့ဖုန်းနံပါတ်တွေတောင်းယူစုဆောင်ခဲ့တယ်လို့တပ်ကနေစွန့်ခွာစီမဲ့အတွေးခေါ်ရီပါဖြန့်ဝေခဲ့ပြီးတပ်ဖွဲ့ရဲ့ရနိုင်သမျှတရင်ချက်လက်တွေကိုစုဆောင်ကတပ်ပြည်အပြေးစွန့်ခွာသွားတယ်လို့ MDYPDF ကဆိုပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့တရှိုရီကတပ်ပြည်ပြီးနောက်ပိုင်းမှာလည်းကြန့်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေတပ်ပြည်အောင်လှုံ့ဆော်တာတွေရှိတယ်လို့တပ်ကနေစွန့်ခွာမဲ့လမ်းကြောင်းတွေကိုပါပြသပြီးနေပြီးတော်လိုင်းအင်အားစုတွေကြားစီးလုံးမှုပြုတ်ခွဲရ ောင်လှုပ်ဆောင်ကစီအရတာရှိအောင်ကြိုးပမ်းလာတာကိုတွေ့ရတယ်လို့ MDY PDF ကဆိုပါတယ်စစ်ကောင်စီရဲ့စနစ်တကျဒီဇိုင်းမမတ်လှုပ်ဆောင်နေခဲ့တဲ့အဆိုပါစစ်စင်ရေးအတွင်းထောက်လှမ်းရေးကိုအလဲပိုင်းနိုင်စစ်ဌာနချုပ်လပခါကပုံမူဒါမှမဟုတ်ဘူကြီးလိုယူဆတဲ့စစ်ကောင်စီအရာရှိတယောက်ကကြိုးကင်ကြီးချက်ကအနီးကပ်လမ်းညွှန်မှုတွေပေးခဲ့တာကိုစစ်စစ်တွေ့ရှိရတယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီရဲ့အတွင်းယူထောက်လှမ်းမှုကိုခံခဲ့ရတဲ့ MDY PDF အနေနဲ့အချိန်မီသိရှိခဲ့ပြီးတံပြန်ထောက်လှမ်းရေးလှုပ်ဆောင်ကစစ်ကောင်စီရဲ့ထောက်လှမ်းရန်ရည်ရလေပတ်ပုံ င်ကိုစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ MDYPDN ရဲ့ထုတ်ပြန်ချက်အရစစ်ကောင်စီရဲ့တရှိုတလန်တွင်က MDYPDN တပ်ဖွဲ့တွင်အခြေခံစစ်ပညာသင်တန်းဆရာစီတပ်ဖွဲ့ပြည်သူ့ရင်ယာဌာနနှင့်အမျိုးသမီးတပ်ရင်းရှေ့တန်းစစ်မြေပြင်နှင့်ထိန်းချုပ်နေမြေတွင်ရှိတရင်ချက်လက်တွေကိုစုံစမ်းထောက်လန်းရယူခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့သူတို့တပ်ဖွဲ့ဝင်တွေဒါမှမဟုတ်စစ်တပ်ထောက်ခံသူတွေကိုတော်လိုင်းတပ်တွေမှအသွင်ယူဝင်ရောက်စေကာတည်နေရာတွေရယူပြီးအချင်းချင်းသွေးကွဲစေဖို့အခြေအနေဖန်တီးတာနဲ့တပ်ကနေစွန့်ခွာထွက်ပြေးဖို့သွေးထိုးစည်းရုံးနာတွေလှုပ်ဆောင်ခဲ့တာကြောင့်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီကဒလန်တရှိုးတွေ းတပ်ဖွဲ့အတွင်းစေလွတ်ထားနိုင်တာကြောင့်အထူးသတိပြုဖို့ MDYPDF ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထိုင်းဝန်ကြီးချုပ်ဟောက်သက်စင်ကမွေးရင်စေဝါတိုက်ဖွဲ့ရေးစစ်ပွဲကျင်းပလိုက်ပြီးရှမ်းပြည်နယ်ခြေစား UWS စေဝါတပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မွေးရင်ခိုင်များကိုနှိမ်နင်းရန်တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကမွေးရင်စေဝါပြဿနာမကင်တွယ်ရင်ထိုင်းနိုင်ငံကမိမိဘာသာတိုက်ခိုက်ကင်တွယ်ရမယ်လို့သတိပေးထားပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောက်သက်စင်ကမွေးရင်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကျင်းပလိုက်ပြီးရှမ်းပြည်နယ်ခြေစား UWS စေဝါတပ်ဖွဲ့ကမွေးရင်ခိုင်များနဲ့ဆက်နွယ် နေတဲ့အတွက်နှိမ်နှင်းဖို့ဒီကနေ့တောင်းဆိုလိုက်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံအနေနဲ့မွေးရည်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုကျင်းပလိုက်ပြီးမွေးရည်စေဝါလုပ်ငန်းတွေရဲ့နောက်ကွယ်မှာဝါတပ်ဖွဲ့ရှိနေကြောင်းရှမ်းပြည်နယ်မှာအခြေဆိုင်တဲ့ဝါတပ်ဖွဲ့နဲ့ဆက်နွယ်နေတဲ့မွေးရည်ခိုင်တွေကိုနှိမ်နှင်းဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတောင်းဆိုလာခြင်းဖြစ်ပါတယ်။ မွေးရည်စေဝါတားဆီးနေနေအစီအမံများနဲ့ပတ်သက်ပြီး၎င်းရဲ့အမြင်ကိုမျှဝေဖို့ဖိတ်ကြားခံရတဲ့ထိုင်းဝန်ကြီးချုပ်ဟောက်တက်စင်ကထိုင်းနိုင်ငံအစိုးရမွေးရည်စေဝါထိန်းချုပ်ရေးဘုတ်ဖွဲ့ရုံမှာဒီကနေ့အဲ့ဒီလိုကြေညာလိုက်တာပါမွေးရည်စေဝါထုတ်လုပ်သူအများစုကဝါတက်ဖွဲ့ရဲ့လက်အောက်မှာလုပ်ငန်းလည်ပတ်နေကြောင်းတချိန်ကထိုင်းနိုင်ငံမှာအခြေဆိုင်ခဲ့တဲ့မွေးရည်စေဝါကုန်တယ်များကရက်ခုအခါဝါတက်ဖွဲ့နဲ့ဆက်နွယ်ဆောင်ရွက်နေပြီးထိုင်းနိုင်ငံမှာအထူးသာကြန့်ရှိတော့ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်ထိုင်းနိုင်ငံပေါ်ဆူဆူရွာရွာတက်ရောက်မှုရှိနေတဲ့မွေးရည်စေဝါပြဿနာကိုကင်တွယ်ဖြေရှင်းရမှာထိုင်းနိုင်ငံ ရဲ့အိမ်နီးချင်းနိုင်ငံကောင်ခေါင်းဆောင်များနဲ့တရှိနေတဲ့ဆက်ဆံရေးကောင်တွေကိုအတုံးချမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်ဝန်ကြီးစီထုတ်လုပ်တဲ့အရင်းမြစ်တွေကိုအရေးတကြီးဖြည့်ရှင်းကင်တွယ်ဖို့လိုပါတယ်လာနေငယ်တွင်ထိုင်းနိုင်ငံသားဝင်ကြီးကဝါတပ်ဖွဲ့ကိုကင်တွယ်ဖြည့်ရှင်းဖို့အိမ်နီးချင်းနိုင်ငံတွေနဲ့ထိတွေ့ဆက်ဆံမှာဖြစ်ပါတယ်ရှမ်းသူတွေကိုတနာမနေတင်မှာဘူးလို့၎င်းကဆိုပါတယ်မဲကောင်မြစ်ကြောင်တရှောင်းဝန်ကြီးစီဝါများရှောင်းဝယ်ဖောက်ကားနေတဲ့လမ်းကြောင်းများမှာတဆင်ချင်းချမှုပပြဖို့အာနာပိုင်းတွေကထေတာအတွင်ဝန်ကြီးစီဝါစစ်စီရေးများအရှိန်ဟုန်နဲ့လှုပ်ဆောင်ဖို့ထိုင်းဝင်ကြီးချုပ်တဆင်ကတိုက်တွန်းမ ါတယ်ကျွန်တော်နဲ့ဘိုးကျုံမင်းအောင်လိုင်းဆက်ဆံရင်ကျွန်တော်နဲ့လာအောင်နိုင်ငံဆက်ဆံရင်ကကောင်းမွန်ပါတယ်ကျွန်တော်အနေနဲ့ခရီးသွားလာလို့မရပေမဲ့ဒီကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုအသုံးချနိုင်ပါတယ်မြန်မာနိုင်ငံကမွေးရည်စေဝါပြဿနာကိုမကင်တွင်မဖြေရှင်းဘူးဆိုရင်ကျွန်တော်တို့ကိုယ့်ဟာကိုယ်လုပ်ရပါလိမ့်မယ်မွေးရည်စေဝါရာစက်သားတွေကျွန်တော်တို့ရဲ့အရန်သူဖြစ်ပါတယ်မြန်မာဘက်ကမတိုက်ခိုက်ဘူးဆိုရင်ကျွန်တော်တို့တိုက်ခိုက်ရပါလိမ့်မယ်လို့ထိုင်းဝန်ကြီးချုပ်အောင်သက်စင်ကတတိပေးလိုက်ပါတယ်ထိုင်းဝန်ကြီးချုပ်အောင်သက်စင်ကစိတ်ကြွစီထုတ်လုပ်ရမှာအသုံးပြုတဲ့ကုန်ကျန်းဓာတ်ရုပစ္စည်းများမှောင်ခိုတည်သွင်းမှုတွေကိုတားဆီးဖို့ပြက်ကွက်တဲ့အတွက် အကျင့်ပြန်အကောက်ခွန်ရရှိများကိုအပြစ်တင်လိုက်ပြီးအဆိုပါကုန်ကြမ်းဓာတ်ရုပ်ပစ္စည်းများကိုဝါပြည်သွေးစည်းညင်ညွတ်ရေးတက်မတော် UWSA ထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်ကိုဝင်ရောက်နေကြောင်းပြောပါရယ် UWSA ဝါတပ်ဖွဲ့ကထိုင်းနိုင်ငံအတွင်းကိုမူးယစ်စေဝါများဝင်ရောက်လာမှုအတွက်တာဝန်ရှိတယ်လို့၎င်းကဆွဆွဲပြောဆိုလျက်ရှိတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်ရှင်။ပြပါမယ်မန္တလေးမြို့မှာစစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတက်ဆက်ကြီးတအူးသေးဆုံးနေအကြောင်းတင်ဆက်ပေးပါမယ်။ပြစ်တတ်တဲ့တပ်သားထွက်ပြေးလွတ်မြောက်နေရလို့သိရပါရယ်။မန္တ လီမြို့အင်းဝဘန်မှာလုံခြုံရေးတာဝန်ကြနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းပြစ်မှုဖြစ်ပြီးတက်ချက်ကြီးကိုတနက်ပြစ်တတ်တဲ့တပ်သားထွက်ပြေးလို့မြောင်းနေလို့စစ်ကောင်စီတပ်တွေလိုက်လံရှာဖွေနေပါတယ်။မေလ25ရက်နေ့လယ်12နာရီချိန်မှာမန္တလေးမြို့အောင်မြေတာဇံမြို့နဲ့ဇေးကျူနိုင်စင်အနီးကအင်းဝဘန်မှာလုံခြုံရေးတာဝန်ကြနေတဲ့စစ်ကောင်စီတပ်သားအချင်းချင်းမကြည်နပ်ဖြစ်ပြီးပြစ်ခတ်မှုဖြစ်ခဲ့တာလို့သိရပါတယ်။အခြားအစင်တက်ချက်ကြီးကိုမကြည်နပ်ပြီးတပ်သားကပြစ်တာလို့သိရတယ်။တက်ချက်ကြီးကတော့တည်တယ်မင်းကတည်လာကလေးကအသက်မပါဘူးလို့ပြောတယ်။အခြား အဆင့်တယောက်လည်းဒဏ်ရာရတယ်လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတအုပ်ကပြောပါရယ်ပြစ်ခတ်ပြီးထွက်ပြေးသွားတဲ့တပ်သားကိုစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့နန်းတွင်အလေပိုင်းတိုင်းစစ်ဌာနချုပ်လပကကိုလည်းညနေပိုင်းဆိုအဝင်အထွက်တင်းကျပ်တာတွေလှုပ်လာတယ်လို့အဲ့ဒီထဲမှာနေထိုင်သူတအုပ်ကပြောပါရယ် အချင်းချင်းပြင်ရင်လက်ကိုတန်းနေတာပဲအခုဘာမှမဆိုင်တဲ့ကိုတွေပါစီကန်းကျက်နေပြီလို့စစ်ကောင်စီရရှိတအုပ်ကပြောပါရယ်မနီကပြစ်ခတ်မှုအပြီးမှာတော့မန္တလေးဈေးကြောကဆိုင်တချို့လဲကြောက်လန့်ကပိတ်သွားတယ်လို့သိရပါရယ်နောက်ထပ်တပုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရရှိတဲ့ပြည်သူ့ကုန်ရေးကုန်ပြူစုကိုတားဖြစ်သူကိုထိန်လင်းကကိုစားစုလက်ခံတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာ16ကြိမ်မြောက်ပြည်သူ့ကုန်ရေးကုန်ပြူမှုအခမ်းအနားပေးရချင်းမြင်ချင်းခံရတဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အတွက်သူ့ကို အစားတားဖြစ်သူကိုထိန်လင်းကစုလက်ခံရယူခဲ့တယ်လို့သိရပါတယ်။မေလ24ရက်ဒီသားစံတော်ချိန်ညနေပိုင်းမှာကျင်းပခဲ့တဲ့အဲ့ဒီကဏ္ဍမှာ16ကြိမ်မြောက်ပြည်သူ့ကိုရင်ကုန်ပြုစုပေးရခြင်းမြင့်ခံရတဲ့လူထုခေါင်းဆောင်တောအောင်စန်းစုကြည်ကအာနာသိမ့်မြမစစ်တပ်ရဲ့မတရားဖမ်းဆီးချုံနောက်ခံထားရတာကြောင့်တားဖြစ်သူကိုထိန်လင်းကမစ္စတာကင်အဲရစ်ကကိုစားစုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ဒီစုဟာမိမိရဲ့စွန့်လွတ်မှုတွေကိုတာမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေချင်တဲ့အိမ်မက်ကိုလည်းရှင်ညွှန်ပါတယ်။အဲ့ဒီအတွက်ကျွန်တော်တို့ဆက်လက်ပြောဆိုတွန်းလှန်ကြရ မယ်မကြမီဒီမိုကရေစီရမယ်ဆိုတာကိုယုံကြည်ရမယ်လို့ကိုထိန်လင်းကပြောပါတယ်အမေရိကန်ခြေစားပြည်သူ့ကုံရဲအတင်းကဂုံပြူမှုဘေးအခြေမြင့်ခံရသူဒါမှမဟုတ်အင်းဖွဲ့ကိုဂုံပြူမှုနဲ့အတူဒေါ်လာ1000ဘေးအဂုံပြူပြီးဒီနေ့အတွက်ဒေါအောင်ဆန်းစုကြည်ကိုရွေးချယ်ရခြင်းမှာအကြမ်းဖက်ဆက်အာဏာရှင်ကိုဒုမထောက်ပေးကြက်ကြက်ခိုင်တွန်းလှန်နေတဲ့စိတ်ခွန်အားတွေကိုဥညွတ်ဂုံပြူခြင်းဖြစ်တယ်လို့ပြည်သူ့ကုံရဲအတင်းဘိုးလုံးမှုဆောင်ဖွဲ့ကထုတ်ပြန်ထားပါတယ် ဂုံပြူမှုကိုကိုစားစုလက်ခံခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကရရှိလာတဲ့စုဝင်နဲ့ပတ်သက်လို့အခုလိုပြောပါရယ်ဒီစုဝင်ကိုမမေ့လိုပဲမတရားဖမ်းဆီးချုပ်နှောင်ခံထားရနိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့လူငယ်တွေရဲ့ပညာရေးအတွက်အသုံးပြုပါမယ်ဒါဟာမမေ့ရဲ့စိတ်ဝင်စားဆုံးတွေကတစ်ခုပါဒီဂုံယူထိုက်တဲ့အတွက် Citizen of Burma အဖွဲ့ကြီးကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ပြောပါရယ်ဒါအပြင်နှစ်30ကျော်ကြာမြန်မာဒီမိုကရေစီအိမ်မက်အတွက်ဒေါအောင်ဆန်းစုကြည်ကအင်မတန်အရေးပါတဲ့ခေါင်းဆောင်တအုပ်ဖြစ်ခဲ့ပြီးစေအောင်စုကအကျဉ်းချက ြည်သူတွေနဲ့ခွဲပြီးအတူတန်ကိုတိတ်ဆိတ်သွားစေဖို့ကြိုးစားခဲ့တဲ့သူရဲ့စိတ်ဓာတ်ဝိညာဉ်အားကိုတော့ချုံလောင်ထားလို့မရနိုင်ပါဘူးလို့ကိုထိန်လင်းကပြောပါတယ်ပြည်သူ့ကုံရင်ကုံပြူမှုတွေကနိုင်ငံရေးစီးကိုမျက်ချိမပြန်လိုက်ပါနေတဲ့ပြည်ရင်းပြည်ပါကပြည်သူတွေရဲ့အတန်တွေလည်းဖြစ်တယ်လို့အတင်းရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်ဝနာကကုံပြူမှုပြည့်ရပွဲခန်းနာမှာပြောပါတယ်1962ခုနှစ်အစ်စ်အာနာတင်ပြီးတဲ့ချိန်ကနေနိုင်ငံသမိုင်းရဲ့အမှောင်ခေတ်တလျှောက်လုံးမှာအများအကျိုးအတွက်ကိုကျိုးစွန့်ခဲ့ကြသူတွေကျွန်တော်တို့နိုင်ငံသားတွေတသမကလူပေါင်းလောကအတွက်စံပြ ြဖြစ်တဲ့သူတွေစဉ်ဆက်မပြတ်ပေါ်ထွန်းခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီလိုလူတွေကကျွန်တော်တို့နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ဒီလိုလူတွေကဖြီတွင်းပြည်ပါကလူတွေကျေးဇူးတင်ရမယ့်သူတွေဖြစ်ပါတယ်။ကျွန်တော်တို့အမွန်မြတ်နဲ့ဂုဏ်ယူရမယ့်သူတွေ၊ဂုဏ်ပြုရမယ့်သူတွေဖြစ်တယ်လို့ဦးကျော်ဝနာကပြောပါတယ်။ ပြည်သူ့ကွန်ရီအသင်းကမြန်မာပြည်မှာ2021ဆစ်အာနာသိမ်းမှုနောက်ပိုင်းတွင်ဦးတော်လန်ရေးပြည်သူတွေပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် PDF တွေပြည်သူ့တပ်မတ်ကြီးဦးကျော်မွန်းထွန်းနဲ့တွင်ဦးတော်လန်ရေးတွင်လူငယ်ရီရဲ့တီထွင်ဖန်တီးမှုတွေကိုပြည်သူ့ကွန်ရီကွန်ပျူမှုတွေဖြင့်ရွေးချယ်ပေးအပ်ခဲ့တာပါဆစ်အာနာမသိမ်းခင်ကလည်းကိုဗစ်19ကာကွယ်ကူတာရေးဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့သူတွေဒေါက်တာရွှဲလင်ဦးဆောင်နဲ့မန္တလေးမြို့တော်စီမင်းတိုင်ရိုင်းကော်မတီရန်ကုန်မြို့မွတ်စလင်ကုသိုလ်ဖြစ်စေယုံ မန္တလေးမြို့ဖောင်တော်ဦးဖုံတော်ကြီးတင်ပညာရေးထက်တန်းကျောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ပညာရေးကိုရင်းနဲ့လူပုတ်ကိုရီတက်ကဆိုရင်ရန်ကုန်နိုင်ကိုညီမှုအတင်းဥက္ကဋ္ဌဦးကျော်သူစာရေးဆရာမဒေါ်တန်းမြင့်အောင်ဘာကတာကျောင်းသားခေါင်းဆောင်မဖြူဖြူအောင်လို့လည်းပြည်သူ့ခုံရေးခုံပြမှုရရှိခဲ့ဘူးတဲ့လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။